ီနေ့ကတော့ကျွန်တော်တို့ Honda အိုင်တော့မှာပေါ့နော်တို့တွေဒီ budget phone လို့တို့တွေပြောနေတဲ့ Honda H5B Black ကိုမိတ်ဆက်ပြီးမှဖြစ်ပါတယ် RAM phone internal memory 128GB ကို၄သိန်း1900ဆိုတော့၄သိန်း2000နဲ့ရရှိမှာဖြစ်ပါတယ်အယောင်က၂ယောင်ထွက်ရှိတယ်ကျွန်တော်လက်ထဲကိုရောက်တဲ့အပြားယောင်ရဲ့နောက်ထပ်အမဲဆိုပြီးတော့ color ၂ယောင်ထွက်မယ်ဒီအပြားယောင်လေးကတော့ဒီအပေတီအစွန်းထင်းလွယ်မယ်သူအယောင်ကနုနုလေးဆိုတော့လေနောက်တစ်ခုကကျတော့သူရဲ့ဒီအနောက်ဘက်ကဆိုရင်တော့ကျွန်တော်ဒီအကြောင်းချစ်လိုမျိုးပေါ့နော်ကြမ်းကြမ်းလေးလုပ်ပေးထားတယ်လက်ရ ထင်မလွယ်ဘူးအနောက်ဘက်ကော base frame နေရောဟို plastic ဘက် plastic frame ကိုပဲသုံးမိထားမယ်ကင်မရာဒီဇိုင်းပုံစံကတော့အရှိမထွက်ထားတဲ့ A5B တို့ A6B တို့အစတဲ့ဒီ model တွေအတိုင်းပဲပေါ့နော် ဒီကင်မရာလေးလုံးပုံစံလိုမျိုးလုပ်ပေးထားတယ်တကယ်တော့သူ့ထဲမှာပါလာတော့ကင်မရာတစ်လုံးနဲ့ပဲပါတယ်50 megapixel ရဲ့ဒီ flat mi လေးပတ်ဝင်လာမှာဖြစ်တယ်ဖုန်းရဲ့အထူက8.7 mm ရှိတယ်ဆိုတော့နည်းနည်းလေးထူတယ် audio bar မှာခြားထားမယ်ဆိုရင်လည်းဒီလိုမျိုးထောင်ထားလို့ရတယ်လေးတော့ပုံစံလိုမျိုးလေးလုပ်ပေးထားတယ်သူ့ရဲ့ weight ကတော့164 gram ရှိရဲဆိုတော့လက်ထဲမှာနည်းနည်းလေးကင်နေကင်ထားတယ်လို့မျိုးလေးတော့သိတယ်အရင်လေးတာမျိုးမဟုတ်ပြင်မယ်လေ weight လေးကတော့နည်းနည်းလေးရှိရဲပေါ့နော်အပေါ်မှာတော့စင်ကထဲထဲပေါက်ပါမယ်စင်ကကတော့ try ရမှာဖြစ်တယ်စင်ကနှစ်ကသုံးရင် sd ကထပ်ဆိုင်လို့မရဘူးစင်ကတကယ်ပဲသုံးမယ် င်ဆိုရင်တော့ SDK ထပ်ဆိုင်လို့ရတယ်သူတို့ SDK ကို 1TB ထိတောင်မှထပ်ပြီးတော့ဆိုင်လို့ရတယ်ဆိုပြီးတော့သူတို့ကပြောထားတယ်3.5 mm ချက်ပေါက်ပါမယ် speaker ကတော့သူကတော့တစ်လုံးနဲ့ပဲပါတယ်သူရဲ့ speaker ရဲ့အတန်အတွက်ကတော့ကျဲတဲ့အထဲမှာတော့ပါတယ် fingerprint က side fingerprint နဲ့လာတယ်ပေါ့နော် fingerprint ကိုစမ်းကြည့်တာကတော့တစ်ခါလေကြာရင်တော့ နှစ်ချက်လောက်နှိမ့်မှပွင့်တာမျိုးတွေတကယ်လို့ပွင့်မယ်ဆိုရင်လည်းနည်းနည်းလေးစောက်ရတာမျိုးလေးတွေတော့ရှိတယ်။ screen ရဲ့ display ပုံစံကတော့ water not display ပုံစံကိုသုံးပေးထားတယ်။6.56 inch ရှိမယ် TFT LCD display ကိုသုံးပေးထားတယ်။ 90Hz ရမယ်။ဆိုတော့သူ့ရဲ့ဒီ test device တွေကိုဆွဲကြည့်ရတဲ့အနေအထားမှာတော့အရင် smooth ဖြစ်နေတယ်လို့တော့စိတ်ထဲမှာမခံစားရဘူးပေါ့နော်။ဒါကလည်းကျွန်တော်ကိုလာပြီးတဲ့ဒီ အလုံးကြောက်လားတော့မပြောတတ်ဘူး920 into 1600စနစ်ပစ်စက်ပတ်ရှိမယ်ခဏတွေကတော့သူတို့ထုံးစံအတိုင်းပဲသူရဲ့ဒီ display တွေပါရင်မှာဆိုရင်တော့ i conform မှုတို့ ebook မှုတို့ကြောင့်ညာဘက်တွေပါရင်မှာ ီဖုန်းတွေပိုင်းသုံးတဲ့ခါမျက်လုံးတွေပိုင်းထိခိုက်မှုတွေကို short ချပေးတဲ့မှုပေါ့နော်စတဲ့ဒီ function လေးတွေကတော့ထုံးစံတိုင်းပါဝင်လာမှာဖြစ်တယ် software ဘက်မှာဆိုရင်တော့ Android 14ရဲ့ Magic OS 8.0နဲ့လာတယ်ဆိုတော့ဒီ Magic OS 8.0ဖြစ်သွားတဲ့အတွက်မလုပ်လို့ရလဲဆိုရင်ကျွန်တော်တို့ဒီဒီဖုန်းတွေပိုင်းပြောတဲ့ခါမျိုးတွေမှာဆိုရင်ဒီ core recording ဖန်တက်တဲ့လူတွေအတွက်ဆိုရင်လည်းအဆင်ပြေတယ်ပေါ့နော်ဒီ Magic OS 8.0မှာဆိုရင် core recording ကိုအဆင်ပြေပြီးပြန်ပြီးတော့ထည့်ပြီးတော့အသုံးပြုလို့ရမှာဖြစ်တယ်အဲ့ဒါကတော့အပြင်မှာကျွန်တော်တို့တွေ့တဲ့ core recording software တွေကိုထည့်ပြီးတော့သုံးရမှာမဟုတ်ဘူးပေါ့နော် ်သူတို့ရဲ့ဒီ company တွေကပေးထားတဲ့ software တွေရှိတယ်ကိုဝယ်တဲ့ဆိုင်မှာတက်တက်ပြန်ပြီးတော့ထည့်လို့ရတယ်ဗောနော် performance ပိုင်းကတော့ Helio G တတိစစ်ကိုသုံးမိထားတယ်ဆိုတော့ဒီကောင်ကတော့ဂိမ်းဆော့လို့အဆင်ပြေမှာမဟုတ်ဘူးပေါ့နော်ဂိမ်းဆော့လို့တော့မရဘူးအလုပ်အတွက်ဖုန်းပြောမယ် TikTok YouTube တို့အသုံးပြုမဲ့လူတွေလောက်ပဲအဆင်ပြေမှာဖြစ်တယ်ပေါ့နော်ဆိုတော့သူရဲ့ဒီ software တွေမှာကျွန်တော်တခုရှိတာ app တွေကိုဝင်တဲ့အခါကျရင်နည်းနည်းလေးစောက်ရတယ်ပေါ့နော်ကျွန်တော် setting နဲ့ဝင်လိုက်မယ် setting နဲ့မှတစင်ထားပါတော့တခုခုကိုဝင်မယ်ဆိုရင်တော့နည်းနည်းလေး loading လေး loading တိုင်းလေးရှိရပေါ့နော်နည်းနည်းလေးစောက်ရတာမျိုးလေးရှိတယ်ကင်မရာဘိုင်းမှာဆိုရင်တော့သူ့အနောက်မှာတော့ face detect ပါမယ်182ရမယ်အဲ့182ကိုမှအဆုံးထိဆို င်သူဘယ်လောက်ထိရလဲဆိုတော့တန်းအိတ်ထိဆွဲပြီးတော့ရိုက်လို့ရမှာဖြစ်တယ်ဆိုတော့အလားတပုန်ဒီပိုင်းရိုက်ဖို့လောက်ထိတော့ဒီကင်မရာကအရင်ကောင်းနေတာမျိုးတော့မဟုတ်ဘူးဒါပေမဲ့ကျွန်တော်တို့ဒီအလုပ်အတွက်ပေါ့နော်ထားပါတော့စာရီရိုက်တာမျိုးတွေနောက်တစ်ခုကကွန်ပျူတာလေးတွေ product တွေအဲအဲ့လိုမျိုးတွေရိုက်ပြီးပို့တာမျိုးတွေလောက်တော့ကောင်းကောင်းအဆင်ပြေမှာဖြစ်တယ်စပီကင်မရာကတော့5 megapixel ကိုသုံးမိထားတယ်ဆိုတော့ပုံမှန်ပဲပေါ့နော်ဘက်တရီအမီယာက9200 mAh ပါတယ် အားလဲခံတဲ့အနေထားမှာရှိတယ်အားလဲခံတယ်ပေါ့နော်စတန်ပိုင်ထားမယ်ဆိုရင်ကျွန်တော်ဆိုရင်ဒီကောင်းကိုအားကိုကျွန်တော်မသုံးအားမသွင်းမဲနဲ့ထားတာကျွန်တော်၃ရက်လောက်ရှိပြီဒီတိုင်းပဲအရန်ကြီးအားရော့တော့တာမျိုးမျိုးရှိဘူးဆိုတော့စတန်ပိုင်ထားမယ်ဆိုရင်တော့အားတော်တော်လေးခံတဲ့အနေထားမှာရှိတယ်ဒီကျွန်တော်ယူကျူဒီဘိုင်အသုံးကြီးတဲ့အနေထားမှာတဲ့အာအရန်လျော့သွားတာမျိုးတွေတော့မတွေ့ရဘူးအပြန့်သွင်းမဲ့ဆိုရင်တော့သူကတန်ဝက်ပဲပါတယ်အဲ့တော့အချိန်ကတော့တော်တော်လေးပေးရမှာပေါ့နော်ဆိုတော့ဒီကောင်လေးကတော့ဒီလိုကတော့ဒီ budget phone ပေါ့နော် ဈေးနှုန်းကတော့၄သိန်း၁၀၀၀တော့၄သိန်း၂၀၀၀နဲ့ထွက်ရှိလာတယ်။ budget phone တစ်လုံးအနေနဲ့ရွေးချယ်မယ်ဆိုရင်တော့သူ့ရဲ့ဒီဈေးဝင်းကျင်မှာကရွေးချယ်စရာဖုန်းလေးတွေကရှိတယ်။ဒါပေမဲ့တခုရှိတာက Honda တွေကတော့သူတို့ကတော့ထုံးစံနိုင်နောက်ပိုင်းကျရင်တော့ပေါ့နော်။ဒီ cashback ပြန်ပေးတာမျိုးလေးတွေဗာလေးတွေရှိတယ်။အဲလိုမျိုးလေးကြီးကျရင်တော့သူ့ရဲ့ဈေးက၃သိန်း၄သိန်းအောက်ကျပြီးတော့၃သိန်း၈၀၀၀၃သိန်း၈၀၀၀အဲအဲလိုမျိုးဈေးလေးတွေဖြစ်သွားရင်တော့မဆိုးဘူးလို့ပြောလို့ရတယ်ပေါ့နော်။ budget phone မှာဆိုရင်တော့တုထက်ဈေးကျော်ပြီးတော့ performance နည်းနည်းလေးပိုကောင်းတဲ့ဒီ infinite smart 9လိုမျိုးဖုန်းတွေ2300လောက်ထပ်ဆိုင်းလိုက်မယ်ဆိုရင်တော့ဒီ Redmi ရဲ့ official global တဲကကိုမှဒီ Redmi 40C လိုမျိုးလေးတွေကလေသူ့နာမောင်ရှိနေတာဆိုတော့ကျွန်တော်ရဲ့ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲနောက်ထပ်ဗီဒီယိုတွေမှာကြော်ရီပြန်လည်ဆုံးပြပါမယ်